အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အထီးကိနှလုံး23မျိုးကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီပြီးခရစ်တပတ်ကျွန်တော်ဒီဟာလေးတင်ပြထားတယ်ပေါ့နော်၃လျှောက်ကိမှာရှောင်းတလုံး39ရှောင်းနဲ့လေးခွန်ကိမှာလေးတလုံး၃ညာလေးလေးနင်းကားကိမှာနင်းနေတဲ့တောင်မြတ်တုံးမှာ၃တလုံး၈လေး၃၅၈ထက်က၈တလုံး၈လျှောက်၃ပေါ့နော်အဲ့လိုလေးရှားပြီးသွားခဲ့ပြီးပြီဖြစ်ပါတယ်အဲဒီတနီအဆက်ကိုကျွန်တော်ကိုကျင်အတွက်ထပ်ပြီးတော့တင်ပြတော့မှာဖြစ်တယ်ဗောနော်ကိုနေကိမှာ69လေး ၃လျှောက်ကိမာ၅လျှောက်၃ရှစ်တလုံး၆ရှစ်ခွန်နှစ်တလုံးနှစ်နှစ်ခွန်ပြီးခရီးတစ်ပတ်ဒီ၅ရှစ်အထီကိမာတော့၃ရှစ်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့အထီကိရှစ်တလုံးဒီအလဲနဲ့အပိတ်နေရာမှာခြားပေးသွားခဲ့တာဖြစ်ပါတယ်ဗောနောအချိန်အားဖြင့်ကျွန်တော်၁၄ချိန်အထိခြားပေးသွားခဲ့ပြီပြီဗောနော15ကြိမ်အတွက်ထပ်ပြီးတော့ခြားပေးသွားမလားဆိုတာလေးကို ထပ်ပြီးတော့တပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်15ပါနော်။နံပါတ်15နေ့တိ 3ရှိရှိဖြစ်ပါတယ်။နေတဲ့3 3ရှိရှိဆိုတဲ့အတွက်ကြောင့်မို့ယူတဲ့ဤအရာအကျဉ်းတော့အရှိဆုံးနေနဲ့တင်းနဲ့မှာတစ်ချိန်စီယူရမှာဖြစ်ပါတယ်ဗောနော်။ဒီနေနဲ့ဒီတင်းမှာတစ်ချိန်စီပြီးရင်ရှစ်မှာတစ်ချိန်ထပ်ယူမှာဖြစ်ပါတယ်။နေနဲ့ရှင်းနဲ့ပေါင်းရှင်းကဒစိဖြစ်ပါတယ်တိတလုံးကြံမယ်ပေါ့နော်အဲ့ဒီတိကို၃နဲ့ပေါင်းရတာဖြစ်ပါတယ်၅၃ပေါင်းရှင်း၉၃ပေါင်းဆက်နေယူထားတာအတွက်ကြောင့်မို့တိ၃ပေါင်းရှင်း၄တိ၄အထီကိဆိုပြီးရမှာဖြစ်ပါတယ် ဒါတွင်နည်းအရာဒီကိနှလုံးယာတာလေးကိုကျွန်တော်မိတ်ဆွေများသိအောင်တပြပြရှင်းဖြစ်ပါတယ်ဗောနော Okay ကိုယ်ကျိန်အတွက်ဖြစ်ပါတယ်တွင်နည်းအရာဒီလေးအထီးကိဆိုပြီးယာနေတာဖြစ်ပါတယ်ဗောနော်ဆက်ပြီးသွားနိုင်တယ်လို့ဗောနော်ဖော်လေးဖော်သွားတဲ့အတွက်ကြောင့်မို့ကြည့်ရှုတဲ့အခါမှာမိတ်ဆွေရဲ့ရှင်းပြချက်ကိုအတည်ပြုပါခင်ဗျာ Okay တေးရလေးရဆိုပြီးတော့ကိတခုယာပြီဗောနော် နထကျန်တော့ပြီးခဲ့တဲ့တပတ်မှာအတင်ပေးထားတဲ့အကိနှလုံးသွန်းကြီးဆိုပြီးတော့ဗောနောကိုလေးကီမှာကိုခွန်ကိုကိုလုံးရှာပေးသွားတယ်။ရှောက်တိကီမှာတော်များရှောက်တော့ရှောက်တလုံးရှာပေးသွားခဲ့တာဖြစ်ပါတယ်။၃ကို၅ရှောက်တော်များ၃တော်များတလုံးဗောနောရှောင်းနေရှောက်၄၈တိ၅ကို၈မှာ၈တလုံးတတိရှောက်တပြင်မှာတင်းနေရှောက်အပြီးရှာပေးသွားတယ်ဗောနောပြီးရင်ကိုတလုံး၅ကို၃၅တော်များ၅တော်များလေးတော်များ၅၅တော်များ၃ ပြင်336တုံညာလေးတရှေရှောက်ခုမှာခုနှစ်တလုံးရှောက်တုံညာရှောက်မှာတုံညာတလုံးရှောက်ရှောက်နှစ်မှာရှောက်ရှောက်ပေါ့နော်ရှောက်ရှောက်ငါးမှာရှောက်တလုံးဖြစ်ပါတယ်ဟုတ်ကဲ့ဆက်ကြည့်အောင်ပြီးရင်9ရှောက်နှစ်မှာတော့ရှောက်တလုံးရှောက်ပြီးသွားခဲ့တယ်ပေါ့နော်ပြီးရင်တုံညာလေးလေးတစ်ပြင်မှာ၄တလုံးနေနေတစ်ပါတစ်တလုံး၈လေးတုံမှာ၄တလုံး၈ရှောက်တုံမှာ၃ပေါ့နော်နှစ်တုံညာ9 9 9ခွန်တုံညာတုံညာ3ခွန်ခွန်၈၉၄၅၆၃၆၈ခွန်နေနေခွန် ျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်မှာသွေးနှစ်အရာနိခွန်အတီကီဆိုပြီးရတာပေါ့နော်အဲ့မှာရှားပေးသွားတာ3ရှစ်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့ကီဒီမှာတော့တစ်ကြိမ်ဖောက်တာဖြစ်ပါတယ်ပေါ့နော်တင်မိလိုက်တဲ့အချိန်ကြမှာသွေးနှစ်ကဖောက်သွားခဲ့တာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်တို့သူ့ရဲ့သွေးနှစ်ကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒီမှာတော်ပြပြထားတာဖြစ်ပါတယ်99ကနေစပြထားတာပေါ့နော်9333 9006 9563 689 2 2ခွန် ီးခရစ်ဘတ်မှာတနည်းအရနေခွန်ကီးမှာသူချပေးသွားတာ388ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့ဒီကီးတနည်းတစ်ကြိမ်ဖောက်တယ်ဖြစ်ပါတယ်ဗောနောဖောက်သွားတယ်โอเคဒီနေ့ကတော့တစ်ကြိမ်ပဲဖောက်သေးတဲ့အတွက်ဆက်ပြီးတော့ချပေးလာအောင်မလားဆိုတာလေးကိုဒီ9ကြိမ်အတွက်ထပ်ပြီးတွေ့ပြပြီးတော့မှာဖြစ်တယ်ဗောနောနေ့တိ3 388ဖြစ်ပါတယ်388ပြီးရင်3 6ဗောနောတညာ6ပြီးတော့အရှိ3လုံးက ရှင်းနစ်6ရယ်ပြီးရင်တစ်တစ်6ရယ်ဘောနော်ပြီးရင်အနောက်သုံးလုံးကတော့တစ်6ခွန်ရယ်66နှစ်ရယ်ဆိုပြီးဖြစ်ပါတယ်โอเคဒါဆိုရင်ယူတဲ့နီးကတော့ဒီ6ကိုယူတဲ့အတွက်နှစ်မှာတစ်ကြိမ်ထိတ်စီးနဲ့အလေထိန်နေရာမှာတစ်ကြိမ်စီပြီးတော့သုံးနဲ့မြောက်တယ်ပြီးရင်သုံးနဲ့ထပ်မြောက်မယ်နှစ်ကြိမ်ထပ်ပေါင်းတယ်တစ်ကြိမ်အလေမှာတစ်ကြိမ်အလေမှာတစ်ကြိမ်နောက်ဆုံးမှာကို3နဲ့မြောက်ထားတာပေါ့နော်3ကြိမ်ပေါင်းတာကို3နဲ့မြောက်ထားတာဖြစ်ပါတယ် အမှာရှိက3ချိန်4ချိန်5ချိန်8 9 4 40ပေါ့နော်3နဲ့တစ်ပေါင်းရှင်400မှာဖြစ်ပါတယ်6နဲ့ချိန်7နှစ်နှစ်နဲ့တီ6နဲ့ပေါင်း6ဒီ6နဲ့6နဲ့6နဲ့တစ်ပေါင်းခွန်ပေါ့နော်ဒီနှစ်3နှစ်6ဒီရှိက6နဲ့ပေါင်းတာ7နှစ်ဖြစ်ပါတယ်ဒါဆိုရင်ဒီ4နဲ့နှစ်နဲ့ပေါင်းရှင်5 600ရတယ်6နဲ့ခွန်ပေါင်းရှင်73ပေါ့နော်3ကိုနှစ်နဲ့ပေါင်းရှင်5ဆိုတဲ့အတွက်ကြောင့်မို့5ကို9နဲ့ထပ်ပေါင်းရှင်3ညပေါ့နော်9ရေပါပါ3ည9တုံညအကင်းဆိုပြီးတော့ ဒီကိချက်ပြီးတော့ပေးအောင်လားဆိုတယ်ဘောနော်ကျွန်တော်ကိုချိန်အတွေ့ဘောနော်ရှစ်ချိန်မှာတော့နေခွန်ကိတချိန်ဖောက်သွားခဲ့တယ်ဘောနော်ကိုချိန်မှာတွင်ကြီးအရာ၅၃ညာအထီးကိဆိုပြီးရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တွင်နံပါတ်1ကတင်လေးဆိုပြီးရပြီပြီတွင်နံပါတ်2က9ရက်3ညရယ်ဆိုပြီးရတယ်ပေါ့နော်ထပ်ပြီးတော့တွင်နံပါတ်3ကိုလေ့လာကြည့်အောင်တွင်အတိဖြစ်ပါတယ်တွင်အ အတိဘောနောကီနှလုံးယူတဲ့နီးတနီးအတိကျွန်တော်ထပ်ပြီးတော့လေးလာကြည့်အောင်ပါနော်နံပါတ်1အနေနဲ့နီလေးကီမှာတုံညာလေးတိလေးတလုံးအလေထိုင်နေရကခြားပြီးသွားတာဖြစ်ပါတယ်နံပါတ်2မှာတော့တနီးအရာခွန်ကိုကီမှာရှောက်ရှေ့ရှောက်ခွန်ဆွေအတွက်ခုနှစ်တလုံးအပိတ်နေရကပါနော်ပြီးရင်နံပါတ်3နံပါတ်3မှာတော့တုံညာနီအထီးကီထဲက6တုံညာ6ဆွေအတွက်တုံညာတလုံးအလေထိုင်နေရကဖြစ်ပါတယ် နောက်ထပ်နံပါတ်၄ပါနော်နံပါတ်၄မှာသွန်းနည်းအရာလေးရှောင်းအထီကိမှာရှောင်းရှောင်းနဲ့ရှောင်းသလုံးအလေနဲ့အထိစီနေရာမှာခြာပေးထားတယ်ပါနော်နံပါတ်၅နံပါတ်၅မှာလေးလေးရှောင်းအထီကိရတာဖြစ်ပါတယ်အဲ့ဒီမှာရှောင်းရှောင်း၅ဆိုတဲ့အတွက်ရှောင်းသလုံးထိစီနဲ့အလေထဲနေရာဖြစ်မယ်ပါနော်နံပါတ်၆အနေနဲ့နင်းလေးကိမှာကိုရှောင်းနဲ့နင်းအပိတ်နေရာကခြာပေးထားတယ်ပါနော်နောက်ထပ်တစ်ပြင်မှာလေနင်းလေးကိပဲထပ်ပြီးရတာဖြစ်ပါတယ်တောင်ညာလေးလေးဆိုတဲ့အတွက်လေးသလုံးလေးနဲ့အပိတ်နေရာဖြစ်ပါတယ်နံပါတ်၈ တောင်ညာနေ့အထီးကိမှာနေ့နေ့တည့်ဆွေအတွက်နေ့တလုံးထိတ်စီနေအလေထိုင်နေရမှာနံပါတ်9နေ့လေးကိဆွေပြရတယ်ဗောနော်ရှင်းလေး3ဆွေအတွက်လေးကအလေထိုင်နံပါတ်30တိ3အထီးကိဆွေပြရတယ်ရှင်းလျှောက်3ဆွေအတွက်3ကအပိဗောနော်နံပါတ်7ရှိတုံညာအထီးကီးမှာတော့နေတုံညာကိုဆိုရွဲ့အတွက်တုံညာကအလေပေါ့နော်နံပါတ်7ငါခွန်အထီးကီးမှာခွန်ခွန်ကိုခုနှစ်ကအထိတ်စီးနဲ့အလေထိုင်နေရမှာဖြစ်ပါတယ် နံပါတ်73မှာတော့3ညနေအထီကိမှာခွန်3ည3ညဆိုရတဲ့3ညအလေးနဲ့အပိတ်နေရာမှာဖြစ်ပါတယ်။နံပါတ်နဲ့14ဘောနောခွန်9ကိမှာ300ခွန်ခုနှစ်တလုံးအလေးနဲ့အပိတ်နေရာမှာဖြစ်ပါတယ်။နံပါတ်15 9ငါ9တိကိမှာ69လေး9ကအအလေးဘောနောနံပါတ်16 68ကိမှာ963 6ကအလေးပဲဘောနောပြီးရနံပါတ်79 9ခွန်ကိမှာ68ခွန်ဆိုရတဲ့ခုနှစ်ကအပိတ်ဘောနော ြည့်ရင်နံပါတ်၁၈မှာငါးခုကီးမှာနစ်နစ်ခွန်ဆွဲအတွက်ခုနှစ်ကအပိတ်နေရကရှားပြီးသွားတယ်ဗောနော်၁၈ချိန်ရှိသွားပြီးပြီဖြစ်ပါတယ်။ Okay နောက်ထပ်ဒီတနည်းအရာဗောနော်ပြီးခရစ်တပတ်မှာရှစ်တုံများအထီးကီးထဲက388ဆိုတဲ့အတွက်ကြောင့်မို့ရှစ်တလုံးအလေးနဲ့အပိတ်နေရမှာရှားပြီးသွားတာဖြစ်ပါတယ်။၂၀ချိန်ထိထပ်ပြီးရှားပြီးသွားမှာလားဗောနော်အဲ့ဒီကီးနှလုံးဒီအလေမဟုတ်ရင်အပိတ်နေရမှာပဲ ချာပေးလေးချီတယ်ဗောနော်6 6အလေနိကအပိ4အလေအပိနိအလေ4အလေ3အပိ3ညအလေ9အလေ3ညအလေ9အလေ9အလေ6အလေဗောနအလေနဲ့အပိနေရာမှာဖြစ်ပါတယ်အခွန်ခွန်ကအပိဗောနဒီပြီးခဲ့တဲ့ပတ်ဒီရှေ့မှာတော့ရှေ့တလုံးကအလေနဲ့အပိနေရာမှာခြာပေးသွားတာဗောနအလေနဲ့အပိနေရာမှာခြာပေးနေရှိတယ်ဗောနနံပါတ်20 ူရဲ့တွဲနီကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပါနော်ကျွန်တော်ကဒီ3ည4တိ6 6ခွန်တပင်ကနေတော့စာပြီးတော့မပြတော့ပါနော်ဒီ2025နှစ်ဥကနေစာပြီးပြပေးသွားမယ်ပါနော်2025နှစ်ဥကနန်းကနေစာပြီးပြပေးသွားမယ်3နှစ်ချိန်ပေါင်းရှင်း6ဖြစ်ပါတယ်3နှစ်ချိန်ပေါင်းရှောက်3ည3ပေါင်းရှင်းက3ပါနော်ပြီးရင်နေနဲ့9ပေါင်းတာ73ကိုအနောက်က9နဲ့ပေါင်းရှင်း6 6နဲ့6ပေါင်းစနစ်နစ်ကိုတီ3နဲ့ပေါင်းရှင်9ရာတွေပေါ့နော်အဲ့ဒီ9ကိုနိနဲ့ထပ်ပေါင်းတာဆိုရင်ခွန်ရာတွေအတွက်9ခွန်အထီးကြီးရရှိပြီးရတယ်ပေါ့နော်အဲ့ဒီမှာခွန်ခွန်9ဆိုတဲ့အတွက်ခုနှစ်တလုံးကအလဲထိုင်နေရကခြားပေးသွားတယ်ပေါ့နော်အတူကို အလဲနဲ့အပိတ်နေရမှာခြားပေးနေတဲ့ကီးလိုလဲယူလို့ရမယ်ပေါ့နော်โอเคခွန်ခွန်9ကနေထပ်လေးလာကြည့်တော့ခုနှစ်နှစ်ကြိမ်ပေါင်း74 6နဲ့4ပေါင်း10 4ခွန်73 3နဲ့5ပေါင်း6ဆိုတဲ့အတွက် ၄ရက်၆ရက်ပေါင်းရှင်30ရာတွေအတွက်ကြောင့်မို့တုံများကိုနေ့နဲ့ပေါင်းရှင်နေ့တုံများနေ့အလေးပိတ်ကိမှာခွန်တုံညတုံညဆိုရတဲ့တုံညတလုံးအလေးနဲ့အပိတ်နေရာမှာခြာပေးသွားတယ်ပေါ့နော်။ဒီခုနှစ်ရတပင်ကနေအပေါ်ကယူတဲ့အနည်းအသိပဲပေါ့နော်။ကျွန်တော်9နှစ်ချင်း30ရှင်းနှစ်ချင်း16ဒီ၄နှစ်ရှင်းနှစ်ပေါင်းရှင်းကစနေဖြစ်ပါတယ်။6နှစ်ရှင်းပေါင်း14ကို9နှစ်ပေါင်းရှင်း900မှာပေါ့နော်။ 6ရက်နေ့ရက်က89.79ဆိုတဲ့အတွက်ခွန်ကိုနင်းနဲ့ပေါင်းရှင်း99ကီမှာ300ချပေးသွားခဲ့တယ်ဗောနော300ဆိုတဲ့အတွက်ခုနှစ်ကကျွန်တော်အလဲနဲ့အပိတ်နေရာမှာချပေးသွားတယ်ဗောနော်300ကနေဆက်ပြီးလေ့လာကြည့်မယ်ခုနှစ်၄နှစ်ချိန်ရှိခုနှစ်နှစ်ချိန်ဆက်လေးရှိလေးကဆက်နေရတယ်။၆နှစ်၆နှစ်ပေါင်းရှင်းကဆက်နေ၊၃နှစ်နှစ်ချိန်၃နှစ်ကို၅နှစ်ပေါင်းရှင်းက ငါနဲ့ဒီနိနိပေါင်း၄ဆိုတော့၄၅ပေါင်း၉၉ကိုနိပေါင်း၁၁ကိုတိကီဆိုပြီးရမယ်ပေါ့နော်၈၉၄ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့၉တလုံးအလေထိုင်နေရကချပေးသွားတယ်ပေါ့နော်ရှိကိုလေးကနေထပ်ပြီးလေ့လာကြည့်မယ်။ဒီရှင်းနေချိန်16တင်းနေချိန်နေ့ဆိုတော့နေနဲ့ရှောင်းနေပေါင်း10ဖြစ်ပါတယ်။ငါးခွန်ကဆက်နေရတယ်။ရှောင်းနေငါးငါးပေါင်း30ပေါ့နော်။အဲဒီရှိမှရှောင်းတလုံးရှိတဲ့အတွက်ရှင်းနေနေပေါင်း30ရှောင်းတလုံးကျန်နေပေါ့နော်။ ဲ့ဒီ6ကိုနင်းနေပေါင်း6 6ကိမ963ဆိုတဲ့အတွက်ကြောင့်မို့အထီကိ6တလုံးကအလဲနေရာကချပေးသွားတယ်ပေါ့နော်။ဟုတ်ကဲ့6 6မှာ963ဖြစ်ပါတယ်။နောက်ထပ်963ကနေထပ်ပြီးလေ့လာကြည့်တော့9ကြိမ်ပေါင်း74 9နဲ့4ပေါင်းရှင်းက73 3နဲ့ဒီဘော9နဲ့ပေါင်း8ကျတော့၄၃၈ထပ်ပေါင်းမယ်ပေါ့နော်၄၃ခွန်း၈က၅ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ၅ကိုနင်းနဲ့ထပ်ပေါင်းရှင်းခွန်း၅ခွန်းလေးပိတ်ကြည့်ပေါ့နော် ချာပေးသွားတာက60ဆွဲအတွက်အထီးကိခုနှစ်တလုံးအပိတ်နေရာကချာပေးသွားခေတာဖြစ်ပါတယ်။ Okay နောက်ထပ်68တပြားနေထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ရှောင်းနှစ်ကျင်းဆက်နှစ်ကိုနှစ်ကျင်းဆက်ရှိရှင်းနေနေပေါင်း30ခွန်တိပေါင်းရှိရှောင်းနှစ်ကျင်းကဆက်နှစ်ကို9နဲ့ပေါင်းရှင်းဆက်ခွန်ခွန်ပဲရည်မယ်ပေါ့နော်။ရှိခွန်ပေါင်း55ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီတပင်မှာလေ9ခွန်အထိကိပဲထပ်ပြီးရတယ်ပေါ့နော်။ နေနေခွန်ဆိုတဲ့အတွက်ကြောင့်မို့အထီးကြီးခုနှစ်တလုံးအပိတ်နေရာကခြားပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာနေနေခွန်ကနေကျွန်တော်ထပ်ပြီးလေ့လာကြည့်မယ်နေနေပေါင်းရှင်းလေးနေနေလေးပေါင်းရှင်းက6ခွန်63ကို9နဲ့ပေါင်းရှင်း7ပေါ့နော်ဆက်ရှိ၄နဲ့6ပေါင်း30တစ်လုံးကျန်တဲ့အတွက်ကြောင့်မို့ကျွန်တော်ချစ်ကို၄နဲ့ပေါင်း30တုံများကိမှာ3ရှိရှိဖြစ်ပါတယ်။အထီးကြီးရှိတဲ့လုံးအလယ်နဲ့အပိတ်ညာမှာအပူရှာပေးသွားတယ်ဗောနော်။ဒါဆိုရင်ဒီ ကိုးချိန်ကနေ့6 6ရက်နေ့ရက်ကချိန်ရမယ်ပေါ့နော်တင်းနဲ့တစ်ပေါင်းရှင်းကနေ့နောက်ထပ်6နှစ်ချိန်7နှစ်ကို9နှစ်ပေါင်းခွန်7နှစ်နေ့ပေါင်း10တွင်းနှစ်အရာခွန်တလုံးကြံတဲ့အတွက်ခွန်ကိုနေ့နဲ့ထပ်ပေါင်းရှင်းကိုခွန်ကိုကီးဆိုပြီးတော့ကျွန်တော်တို့ဒီ20နံပါတ်3တွင်းနှစ်အရာဒီခွန်ကိုကီးရတယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်ပြန်ပြီးညီကြည့်မယ်ပေါ့နော်ဒီ963တပြင်ကနေစာညီအောင်68ကီမှာ963ပေါ့နော် 68ကီမ963ဒီမှာရေးပြပေးထားခြင်းဖြစ်ပါတယ်68ကီမ963 90ကီမ68ဒီမှာပါနော်90ကီမ68 90ကီမနိနိခွန်ဒီမှာလေ90ကီမနိနိခွန်ပြီးတော့80တောင်များကီမ388ဆိုပြီးရေးပြထားတယ်ပါနော်ကျွန်တော်ဒီကိုချိန်မှာတော့ဒွန်းနီအရာကျွန်တော်89ကီဆိုပြီးရမှာဖြစ်ပါတယ်ပါနော်ခွန်ရ 9ရယ်ဆိုပြီးတော့အဲ့ဒီ20အရာ20ကျင်းထိထပ်ပြီးရှာပြီးသွားမလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်ဒါဆိုရင်အရှိမဆိုရင်20နံပါတ်1ကတင်လေးရတယ်20နံပါတ်2ကတစ်ကျင်းဖောက်သွားတယ်ပေါ့နော်ငါးတုံများအကြီးရာဒီနဲ့ဒီမှာတော့89ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့ဒီမှာတင်လေးငါးတုံများ89ကျွန်တော်တက်တန်းတလုံးအပြည့်ဖြစ်သွားမယ်ပေါ့နော်တင်59ရင်တင်59ရင်ပေါ့နော်ပြီးရင် တေတုံညာခွန်တေတုံညာကိုဖြစ်ပါတယ်တေတုံညာခွန်တေတုံညာကိုပြီးရင်ကျွန်တော်လေးထိန်နဲ့သတ်သွားမယ်ပေါ့နော်၄၅ခွန်၄၅၉၄၅ခွန်၄၅ကိုရဲ့ပြီးရင်လေးတုံညာခွန်လေးတုံညာကိုဆိုပြီးတော့အဲ့ဒီရှစ်ခွဲရမယ်ပေါ့နော်အဲ့ဒီရှိခွက်ရတာဖြစ်ပါတယ်အဲ့ဒီရှိခွက်ကကျွန်တော်ထိတ်လေးပဲမရှိရသေးဘူးပေါ့နော် ဲ့ဒီရှစ်ကွက်ထဲမှာခူးလောလောဆယ်ဆိုရင်ကျွန်တော်တွေးတာကဒီ၄၅ခုတကွက်တွေးတယ်ဗောနော်၄၅ခုအာတကွက်တွေးတာဖြစ်ပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တက်အပြည့်ခွေကဏ္ဍ6လုံးရှိတယ်ဗောနော်နေ3 4 5 8 9 9နဲ့ညကြီးတာဖြစ်ပါတယ်နေ3 4 5 8 9 6လုံးထဲက3လုံးအပါဗောနော်အဲ့ဒီမှာတိလေးထဲကကျွန်တော်တိမပါတွေအတွက်၄တလုံးရတယ်၅တုံများမှာတုံများမှာပါတွေအတွက်၅တလုံးရတယ်ဗောနော် ခွန်ကိုကီမှာခုနှစ်မှာပါတဲ့အတွက်ကိုးတလုံးရတဲ့အတွက်ကြောင့်မို့၄၅ကိုအားရမှာဖြစ်ပါတယ်။၄၅ကိုအားမိမိတို့ချိန်နေတဲ့ဆိုရင်ပေါ့နော်။၄၅ကိုအားရမှာဖြစ်ပါတယ်။တို့တို့ကျွန်တော်တို့လုံးပိန်အားနေတဲ့နေ့မှာ၄တလုံးအားနေနေတဲ့အတွက်ကြောင့်မို့အသုံးပြုတဲ့အခါမှာတော့အချင်းချင်းပြီးအသုံးပြုရမှာဖြစ်ပါတယ်။ okay အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။